vocabulary လာတဲ့အခါအရန်ကောင်းတဲ့နီလန်တစ်ခုဟာဒီစကလုံးတွေရအရင်မြစ်ပြီးတော့လေ့လာပလိုက်တာပဲတလားအထူးသဖြင့်ရှေလျားခက်ခဲတဲ့စကလုံးတွေကိုဆိုင်လေဒီတိုင်း spelling နဲ့အဓိပ္ပာယ်မှတ်မှတ်အစားဒီစကလုံးရအရင်မြစ်ကိုလေ့လာလိုက် etymology လို့ခေါ်တာအရင်မြစ်ကိုသိပြီးဆိုရင်ဒီစကလုံးဘာကြောင့်ဒီအဓိပ္ပာယ်ဖြစ်ပေါ်လာရဲဆိုတော့ကျွန်တော်ပြပြဝါသိလိုက်ရတာဖြစ်တဲ့အတွက်မမီရလွယ်တယ်ဒီ root တစ်ခုကိုသိထားပြီးဆိုရင်အဲ့ဒီ root ကနေစမ်းသပ်လာတဲ့ကျန်တဲ့စကလုံးတွေရအဓိပ္ပာယ်ကိုလည်းကျွန်တော် dictionary မှာတော့သွားရှာစရာမလိုပဲနဲ့အလိုလိုသိရလိမ့်ရှိရအရန်ပြောစရာကောင်းတဲ့ vocabulary လာနေတစ်ခုပေါ့နော် ကိုကိုလည်းဂုံယူဖို့ကောင်းတယ်တလားအဲ့စင်ကြရင်လေပြီးရင်နောက်ထပ်အာသာချက်ကဒီ root တစ်ခုတည်းကနေစံတက်လာတယ်ကြံတဲ့စကလုံးတွေကိုပါတခါတည်းတနည်းအားထဲမှာတတိကြီးမှတ်ချပလိုက်လို့ရတယ်အဲ့ဒါဒီအလုံးကမမီရလည်းလွယ်တယ်ဆိုတော့ဒါဟာ vocab လေ့လာဖို့အရန်မိုက်တဲ့နည်းလမ်းတစ်ခုဖြစ်တယ်အထူးဖြင့် learner တို့ဟာ vocab ကို advanced level တိရောက်ချင်တယ်ဆိုရင်ဒီ etymology ကိစ္စမသိလို့မရဘူးတလား and ဒီ etymology ကနေပဲတော့ကျယ်တယ်ဒါပေမဲ့အဲ့ထဲမှာ learner တို့အတွက်တကယ်တမ်းလိုအပ်တာက prefix suffix နဲ့ roots တွေကိုလေ့လာခြင်းပါနော်ဒီ၃ခုကိုသိထားမိစရင်တော်တော်အလုပ်ဖြစ်လေရှိရဲဒါကြောင့်ကျွန်တော်ဒီ prefix တွေ suffix တွေ root တွေကိုကျွန်တော်အရင်ကဗီဒီယိုတွေမှာမျှဝေပြီးခဲ့ရရှိတာ哦ဒါပေမဲ့ဂျားထဲမှာနည်းနည်းအဆက်ပြတ်သွားလို့လေဆိုတော့ဒီနေ့အဲ့ဒီအစီအစဉ်ကိုပြန်ပြီးတော့မှအသက်သွင်းတဲ့သဘောပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုမှာတော့ omni ဆိုတဲ့ prefix တွေကိုမျှဝေပေးခြင်းပါတယ်တစ်ဆက်ထဲမှာတခြားသော root လေးတွေကိုလည်းရှင်းပြပေးသွားမယ်ဆိုတော့တေချာလေးတစ်ခါတည်းမှတ်လိုက်ပေါ့နော်ပြီးရင်ဒီ omni နဲ့လာတဲ့စကားလုံးတွေအကုန်လုံးကိုလည်းတို့ဒီဗီဒီယိုအပြီးမှနားလည်သွားမယ်ဗျာဆိုတော့စက်ကြည့်ကြပါဘောနော် omnipresent omnivorous omnivert စားရစကလုံးလေးတွေလည်းတို့မြင်ဘူးလားမသိဘူးအဲ့ဒီလိုစကလုံးရဲ့အရှိကနေပါတဲ့ omni ဆိုတဲ့ prefix လေးရဲ့အဓိပ္ပာယ်က all လို့အဓိပ္ပာယ်ရတယ်အားလုံးလို့အဓိပ္ပာယ်ရတယ်ဗျာစကလုံးတစ်ခုရဲ့ရှေ့ကနေ omni နဲ့စပြီးဆိုရင်အဲ့ဒီမှာအားလုံးဆိုတဲ့အဓိပ္ပာယ်တစ်ခုမဟုတ်တစ်ခုပါတတ်တယ်အဲ့လိုလေဥပမာ omnipresent present တည်ရှိတော့ omnipresent ယူလေးပဲနေရာတိုင်းတွင်တည်ရှိတော့ smartphones are omnipresent these days ဒီနေ့ခေတ်မှာ smartphone တွေဟာနေရာတိုင်းမှာရှိရဲ့ super is omnipresent. Super sura Or security cameras are omnipresent now, at least in big cities. Omnivorous, omni, alo, all in. Virus, virare, sir, Latin roots, ganilara, hote, sadi, sajimona. Or virus, sado, omni along virus စာတော့ဆိုတော့အစုံစာတော့အတီးရရောအตาရောအကုန်စာတော့ပြောပါရဲအသူနဲ့ဆက်ဆက်တဲ့စကလုံးဒီမှာအထူးဖြင့်အဲ virus ပါတဲ့စကလုံးဒီမှာဆင်ဗျာ herbivorous ရှိရယ် carnivorous ရှိရယ် carnivorous ဆိုတာအตาစာတော့လို့အဓိပ္ပာယ်ရှိရ carn carni ဆိုတာအตาလို့အဓိပ္ပာယ်ရတယ် herbivorous herb herbivorous အတီးရကိုပြောပါရဲအဲ့တော့ အတီးရွက်စားသောသူတို့ကိုနောင်ပြောင်းမဲ့ဆိုင်ရင် herbivore carnivore စာဖြစ်ပါတော့အခုဆိုင် omnivore လို့ပြောလို့ရတယ်ဒါဆိုင်အစုံစားသတ္တဝါဖြစ်သွားတာပေါ့မိုက်တယ်နော်အဲ့လိုမျိုးလေးအဲ့ဒီအနောက်က virus roots ရဲ့အဓိပ္ပာယ်တည်သွားပြီဆိုတော့အရှိကနေ So, the, you, they a Number ထက်ကြိုက်တာထက်ဒီစကလုံးရဲ့အတိတ်ပဲပါလဲဆိုတော့ကျွန်တော်တို့တခါတည်းခန့်မှန်းလို့ရသွားရောနမူနာတချို့ပြမစင် omnivorous setup ပေါ့နော် humans are considered omnivorous because we eat both plants and meats အသားရောအပင်ရောစားတဲ့အတွက် omnivorous Look for လို့ပြောလို့ရအဆုံစားတယ် or dogs are omnivorous or dogs are omnivores စင်ကြာပဲခွေးတွေက omnivorous today. their diet includes both meat and veggies number 3 omniscient အရှေ့အောင်နေ all အားလုံးလေနော်နောက်က science ဆိုတာ oh the science လို့လည်းထပ်ကြသေးတယ်သူက science ဆိုတာ latin roots ကနေလာတာဟုတ်တယ် knowledge လို့အဓိပ္ပာယ်ရတယ် omni အားလုံး science knowledge ရှိတော့အရာအားလုံးနဲ့ပတ်သက်ပြီးတော့မှ knowledge ရှိတော့တနည်းအားဖြင့်အရာအားလုံးကိုသိတော့တပ်ပေညွတ်တညာရှိတော့ဆိုရယ်အဓိပ္ပာယ်ဖြစ်သွားပါတယ်ဥပမာ god is omniscient ပြာဖရာသခင်ကအလုံးစုံသိရပေါ့နော် or lord buddha is said to have attained omniscience under a body tray adjectives ain't ti le no noun sain si yi pjang lai taw a ne tat bin nyuta nyan a ya a long go a long song ti daw nyan so a deib be phit taw bo na or internet sometimes feel omniscient it gives answers to almost any question so me de mya a phie de a kaung long shi ya ni daw le ta kha le sain omniscient phit da la raw a twi mi de bo le a ma omniscient omniscient jai de lo cha le ya de a ya a long ti daw si yi pjang lai a ya a long ti de nyan phit taw de ti chin bo na now that's a go omnipotent omni တိတဲ့အတိုင်းပဲ potent သူက potent ဆိုရဲ latin root ကနေလာတာဟုတ်တယ် powerful able ဆိုရဲအဓိပ္ပာယ်ရှိရယ်ဆွမ်းအားရှိသောတတ်ဆွမ်းနိုင်သောဆိုရဲအဓိပ္ပာယ်ပေါ့နော်အရာအလုံးကိုစွမ်းဆောင်နိုင်သောမဖြစ်သွားဘူးလား so အနန္တတကူရှိသောအရာအလုံးကိုလှုပ်ဆောင်နိုင်သောဆိုရဲအဓိပ္ပာယ်ဆိုတော့သူတို့ပြောလေ god is omnipotent as well တဲ့နော်အကုန်လုံးလုံးနိုင်တာဟုတ်ဆိုတော့ omniscient god is omnipotent or like, learned လေ Marvel series the တွေကြည့်ဖြတ်ခဲ့လားမသိဘူးအမ Endgame တို့ဘာလို့ပေါ့နော်အမ Thanos ရှိတာ哦 Thanos became omnipotent after gather gathering all six infinity stones infinity stones in the uh, omnipotent ဖြစ်သွားတယ်ဘာမှမဆိုစမ်းဆောင်နိုင်တဲ့အဆင့်ဖြစ်သွား right. I am inevitable i Dane ဆိုပျောက်သွားရတယ်ခဏတစ်ဖြောတော့နာယီသွားပုံရတယ်ငါးနှစ်လောက်ပေါ့နော်အ sorry but not that ဇဂလုံး omnivert omni အကုန်လုံးရ vert turn ဆိုတဲ့အဓိပ္ပာယ်ရတယ် vertery ဆိုတဲ့ latin roots ကနေလာတာပေါ့နော်ဆိုတော့လဲ့တယ်ပေါ့တနည်းအားဖြင့်အဖက်ဖက်ကိုလဲ့တယ်သူကြတော့လေမတော်အနိစဆောက introvert extrovert ဆိုတဲ့ကလောင်းနေရှိတော့ ambivert ဆိုတဲ့ကလောင်းနေလည်းရှိသေးတယ်သူကလည်းဒီ introvert extrovert နဲ့ခက်ဆန်တဲ့ introvert ကိုတယောက်တည်းနေချင်တယ် extrovert ကတော့အပေါင်းအသင်းနဲ့နေရတာကြိုက်တယ်ရ omnivert ကတော့လူတယောက်တည်းမှာနှစ်ခုစလုံးအစွန်းတစ်ဖက်စလုံးရှိရအာဒါမဲ့သူကြတော့ဘယ်လိုတော့ဆိုတော့ပုံဒီနီးမရှိဘူးတခါလေ introvert ဖြစ်တယ်တခါလေ extrovert ဖြစ်လိုက်တယ်အဲ့လိုမျိုးဆိုရင်ကျတော့ omnivert လို့ခေါ်ရဲ ambivert ကြတော့နှစ်ဖက်စလုံး balance ရှိတာကိုပြောတာဖြစ်ပါတယ်ဆိုတော့အဲ့တော့အရင် introvert လည်းမဟုတ်အရင် extrovert လည်းမဟုတ် balance ရှိရစေ ambivert ပေါ့နော် I'm an omnivert I sometimes talk to everyone even to strangers and at other times I don't even seem to have the energy to talk to my best friends omnivert ဟုတ်တယ်တခါတလေတော့ဘယ်သူနဲ့မဆိုစကားပြောပလိုက်တခါတလေကျတော့ကိုယ့်ရဲ့ best friend တွေနဲ့စကားပြောဖို့တော့မှာကွာ energy မရှိမပြောချင်အဲ့မျိုးတွေဖြစ်နေရမျိုးပေါ့နော်ဒါအစွန်းနှစ်ဖက်တောက်လျှောက်ရှိနေတာပုံသဏ္ဍာန်မရှိတဲ့လူတွေစင်တာ omnivert လို့ခေါ်မှာပေါ့ဒီ video ကြည့်နေတဲ့လူတွေတိမှာဘယ်လို learner တွေအများဆုံး ဆုံးဖြစ်လဲဆိုတာတစ်ချက်ကြည့်ရအောင်ဆိုတော့ learner တို့ကကိုယ့်ကို introverts လို့ထင်လား extroverts လို့ထင်လား ambiverts လို့ထင်လား omniverts လို့ထင်လား comment ထဲမှာတစ်ချက်ရေးကြည့်ပါလားဘသူတွေပုံများလဲကြည့်ကြတာပေါ့နော်ခုလိုမျိုး omni ပါတဲ့စကားလုံးတွေတိရတဲ့အတိုင်းပဲနောက်ထပ်အများကြီးရှိသေးရဗျာဥပမာ omni lingual ဆိုတာရှိသေးရဒီစကားလုံးရဲ့အဓိပ္ပာယ်ဘာဖြစ်မလဲ 6လောက် comment ထဲမှာရေးထားပြလို့ရမလားကျွန်တော် exercise ပေါ့ဆိုတော့ဒီ lingual နဲ့ပတ်သက်ပြီးတော့အရင်က video တစ်ခုမှလည်းမျှဝေခဲ့တာရှိတော့လေဘယ်သူတွေမှတ်မိကြလဲပေါ့နော်နည်းနည်း comment ရလွယ်အောင်ပြောမယ် lingual ဆိုတာဘာသာစကားနဲ့ပတ်သက်တဲ့အခေါ်ပေါ်ဖြစ်ပါတယ်ဥပမာ AI is like ChatGPT and Gemini are virtually omnilingual အမှ omnilingual ရဲ့အဓိပ္ပာယ်ဘာဖြစ်မလဲ dictionary မှာတခြားမရှာကြည့်ပါနဲ့ကိုယ့်ဘာသာကိုခန့်မှန်းပြီးတော့မှခန့်မှန်းထဲမှာရေးကြည့်ပါလားအဲကျွန်တော်နောက်နေ့ကျရင်တော့ဒီစကလုံးရဲ့အဖြေမှန်ဘာလဲဆိုတော့ပြန်ပြီးတော့တင်ထားပေးမယ် okay ဆိုတော့ omnilingual အဲနောက်ထပ်ဒီလို omnibare စကလုံးနဲ့ extra word ဒီကျွန်တော်တခါတည်း screen ပေါ်မှာ throw in လုပ်တော့မယ်အမ်မှတ်ထားပါနော်ရသလောက်ပေါ့ because တခါလောက်မှတ်လိုက်တာနဲ့ဒါကျွန်တော်အများအတွက်မှတ်မိစီမှာဆိုတော့လေ like omnidirectional omnific or omnificent omnitheism as a glossary might omnitheism ဖះအားလုံးယုံနေပါတာဖះဆိုင်ကိုကိုွယ်လိုက်ပြီးသားအဲ့လိုမျိုးပါတာမျိုးပေါ့နော်ဖះဒိုင်းဟာတွက်နေသူတကူရှိတယ်ဘာညာဆိုရဲယုံကြည်မှုလည်းရတယ် or ဖះတောင်ယုံကြည်ကိုကိုွယ်တယ်ပါတာဗျာပြီးတော့ omni omnitheism ကျွန်တော် monotheism တို့ polytheism တို့ကျွန်တော်အရင်ကဗီဒီယိုမှာပြောခဲ့ဖူးတယ်လို့တော့ခံစားရတယ်တခြားရှာကြည့်ပါနော် omni cultural omni racial omni gender omni sexual omni arc omnicide omni benevolent omni malevolent omni herbivore omni lucent omnipotent omniperfect omnifarious ဒါဟာ omni ပါတဲ့အတုံးများတဲ့စကားလုံးတွေဖြစ်တယ်။အာဒီစကားလုံးတွေရဲ့အတိတ်ပဲတွေတော့ဘာဖြစ်မလဲဆိုတာလည်းတခြားလောက်ရှာဖွေကြည့်ပါနော်။အာတရွဲတဲ့တစ်ခါလည်းမှတ်လိုက်လို့ရတော့လေ။မမေ့ဖို့ကဆောနာက omni lingual အဲ့ဒီစကားလုံးရဲ့အတိတ်ပဲဘာဖြစ်မလဲဆိုတာလေးတော့ခံမှန်ပြီးတော့ comment ထဲမှာရေးထားကြည့်ပါ။ဒီဗီဒီယိုတော့ကျွန်တော်ဒီမှာပဲရက်လိုက်ပါမယ်။ and ဒီဗီဒီယိုအကျိုးရှိခဲ့တဲ့ Leonardo သဘောကျလို့ဒီလို content တွေနောက်ထပ်အတင် visit ချင်သေးရဆိုရင်ကျေးဇူးပြည့် comment ထဲမှာ share more or yes ဆိုပြီးတော့ရေးထားပြောနော်။ ပြီးတော့ learner တို့ english လေ့လာနေတဲ့အခါမှာပေါ့နော်သင်တန်းတက်ချင်တယ်ဆိုရင်လေးတလားပြောပြမယ်တခုလေကျွန်တော်သင်တန်းတက်ရန်ကောင်းတယ်ကြော်ညာပေါ့နော် the အတီပြောတာပါကျွန်တော်စိတ်တိုင်းကြဖြစ်အောင် share ဖန်တီးထားတဲ့သင်ယူတွေနဲ့မလုံမနေရစနစ်တွေနဲ့ share သင်ပြီးတဲ့သင်တန်းတွေဟုတ်တယ်အာဒီသင်တန်းတွေအကြောင်းစိတ်ဝင်စားဆိုရင်တော့ comment ထဲမှာစိတ်ဝင်စားတဲ့သင်တန်းကိုရေးထားပြပေါ့နော်ကျွန်တော်အခု screen ပေါ်မှာလည်းသင်တန်းလေးတွေကိုတင်ထားပြပါတယ် but ဒါတော့ကြော်ညာပါဒီအထိကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်စေ guys နောက် video မှာအထူးပြန်ဆောင်မယ်